UAB with you on your journey of life. ဆက်သွားတဲ့တက်မတော်တည်ယူပို့ဆောင်ရေးလေယာဉ်ကလည်းဒီနေ့ဇွန်လ15ရက်အထိရုံလောင်း90ရှာဖွေတွေ့ရှိထားတယ်လို့တက်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံရဲ့သတင်းထုတ်ပြန်ချက်ရသိရပါဗျ။မနေ့ကဇွန်လ14ရက်အထိ ရုံလောင်း88လောင်းတွေ့ရှိထားတာဖြစ်ပြီးဒီနေ့မနက်ပိုင်းမှာတော့မောင်းမကန်မရင်စီကန်းစီတခြားရှာဖွေရေးလုံဆောင်နေတဲ့မြေပြင်တပ်တွေကစားမမခွဲစားနိုင်တဲ့ရုံလောင်း3လောင်းကိုထပ်မံတွေ့ရှိခဲ့တာဖြစ်လို့စုစုပေါင်းရုံလောင်း90ကိုတွေ့ရှိထားတာပါ။မနေ့ကဇွန်လ14ရက်ညပိုင်းရှာဖွေမှုမှာလည်းလောင်းလုံးဘုတ်ကျွန်းရဲ့တောင်ဘက်ရင်းမိုင်10မိုင်ခန့်အကွာမှာခီးဆောင်အိတ်တလုံးအရာရှိစစ်စစ်ရေးကတ်တကက်မှတ်ပုံတင်ကတ်နှစ်ကတ်နဲ့အဝတ်ထည်3ဆောင်ပစ္စည်းတွေလက်ဝတ်ရတနာတွေနဲ့ ငွေဆက်ကူတွေကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သတင်းထုတ်ပြန်ချက်ရသိရပါတယ်။ဇွန်လ9ရက်ကမြိတ်ကနေရန်ကုန်ကိုပြန်တန်းလာတဲ့တက်မတော်တည်ယူပို့ဆောင်ရေးလေယာဉ်ဟာကြက်ကြသွားတာကြောင့်တက်မတော်စစ်ရေးရင်တွေရဟတ်ရေးရင်တွေလေယာဉ်တွေဒေသခံ၅ဖန်ဆက်လေတွေနဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေရပါရှင်။